ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စစ်ပွဲအတွင်းမှာကောက်ရခဲ့တဲ့ဓာတ်ပုံထည့်ရကောင်းမလေးကိုအပြင်းမအမှန်တကယ်လိုက်ရှာပြီးလဲထုံခဲ့တဲ့ခေါင်းကြီးရဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားကြပါမယ်ဇလန်းလေးရဲ့အစမှာတော့လိုကန်ဆိုတဲ့အသက်25နှစ်အရွယ်မရင်းတပ်သားတအူးကအီရန်စစ်မြေပြင်မှာမစ်ရှင်တစ်ခုဆောင်ရွက်နေတာကိုတွေ့မြင်ရပါတယ်ရုတ်တရက်ဆိုသလိုပဲသူတို့အဖွဲ့လည်းခြုံကိုတိုက်ခတ်ခံရတာကြောင့်အေးဆိုတဲ့စစ်သားတအူးကဒဏ်ရာရနေတဲ့အခြားစစ်သားတအူးကိုကူညီဖို့ပြေးသွားလိုက်ချိန်မှာပဲရန်သူဘက်ကကြီးစံတွေထိမှန်ပြီးသူလဲတေဆုံသွားခဲ့ပါတယ် ဂန်ကောင်းစွာနဲ့ပဲလူကန်တယောက်အဲ့ဒီညလိုမျိုးကြမ်းတမ်းခက်ခဲတဲ့ညကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့ပါတယ်။နောက်ဒီမတန်မှာတော့သူတို့ဖွဲ့လေနောက်ထပ်အကူအညီတွေလာတာကိုစောက်ဆိုင်နေတော့မြေပြင်ပေါ်မှာရှိနေတဲ့ဓားပုံတပုံကိုလူကန်တယောက်တတိထမ်းပြီးသွားပါတယ်။အဲ့ဒါနဲ့လူကန်လည်းဓားပုံရှိရနေရာကိုသွားပြီးဓားပုံကိုကောက်ယူကြည့်လိုက်တဲ့ချိန်မှာတော့အမျိုးသမီးတူရဲ့ပုံဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့နောက်တော့သူလည်းခုနကတုန်းကထိုင်နေတဲ့နေရာကိုပြန်သွားမလို့လုံနေတော့မှပဲဘုံဒီတလုံးကစကန်တဲ့ကိုကြာလာခဲ့ပြီး ဓာတ်ပုံကိုတွားကောက်ခဲ့တဲ့လူကန်ကလွဲပြီးအခြားလူအားလုံးဘဝပြောင်းသွားခဲ့ပါတယ်။အဲဒီညနေပိုင်းကိုရောက်တော့လူကန်လည်းကျန်တဲ့စစ်သားတွေအားလုံးကိုဓာတ်ပုံထဲကမိန်းကလေးအကြောင်းလိုက်လံမေးမြန်းခဲ့ပေမဲ့လည်းဘသူကမှအဲ့ဒီမိန်းကလေးကိုမသိခဲ့ကြပါဘူး။အချိန်၈လကြာပြီးတဲ့နောက်မှာတော့လူကန်တယောက်နောက်ထပ်မစ်ရှင်တစ်ခုကိုထမ်းဆောင်နေပါတယ်။မစ်ရှင်ကိုထမ်းဆောင်နေတုန်းကပဲလူကန်ရဲ့တငယ်ချင်းတယောက်ကဓာတ်ပုံထဲကကောင်မလေးကသူ့အသက်ကိုကဲကဲလို့အပြစ်မှလိုက်ရှာတင့်တယ်ဆိုပြီးတော့လူကန်ကိုပြောနေခဲ့ပါတယ်။ ချက်ချင်းဆိုသူလိုပဲသူတို့စီးလာတဲ့ကားကပောက်ခွဲသွားခဲ့ပြီးကြံတဲ့လူတွေအားလုံးတေဆုံးသွားပြီမဲ့လူကန်ကတော့ကန်ကောင်းစွာနဲ့ပဲအသက်ရှင်သွားခဲ့ရပြန်ပါတယ်အဲနောက်ပိုင်းမှာတော့လူကန်လည်းရေတက်ကနေထွက်ဖို့နဲ့သူ့အသက်ကိုနှစ်ကြိမ်ကယ်ခဲ့တဲ့ဓာတ်ပုံတွေကမိန်းကလေးကိုလိုက်ရှာဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်ရေတက်ကနေထွက်လာတာကြောင့်ဟိုသွားရမလို့ဒီသွားရမလို့ဖြစ်နေတဲ့လူကန်လည်းအမားဖြစ်သူရဲ့အိမ်မှာခဏနေဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ရက်ကိုရောက်တော့လူကန်တရားသူ့ခွေဇူးနဲ့အတူဓာတ်ပုံတွေကအသက်ကယ်ရှင်ကောင်မလေးကိုရှာဖုံတော့စပါတော့တယ် ဓပုံတွေကမိန်းကလေးကမိပြတိုက်တစ်ခုဘေးမှာရက်နေကြကြောင်းလူကန်လဲတီနီယာကိုရှာဖွေလိုက်ပြီးနောက်ဆုံးမှာတော့မိပြတိုက်နဲ့အတူရှိတဲ့မြို့ကိုသွားဖို့ခီးစတင်ခဲ့ပါတယ်မြို့ကိုရောက်သွားတဲ့အချိန်မှာတော့လူကန်တယောက်ဓပုံတွေကမိန်းကလေးနဲ့ပတ်သက်တဲ့အကြောင်းအစားနာတော့ရှာမရခဲ့ပေမဲ့လေနောက်ဆုံးမှာတော့လူတစ်ယောက်ကဓပုံတွေကမိန်းကလေးကဘသူလဲဆိုတာကိုပြောပြခဲ့ပါတယ်ဓပုံတွေကမိန်းကလေးရဲ့နာမည်ကဘတ်ဖြစ်ပြီးတော့မြို့ပြင်မှာနေထိုင်တဲ့ခွေးထင်းကျောင်းသူတူဖြစ်တဲ့ဆိုတာကိုလိုကန်သိသွားခဲ့ပါတယ်။အဲနောက်တော့လိုကန်လည်းမြို့ပြင်ကိုလိုက်သွားခဲ့ပြီ ဘက်ကိုတွေးလိုက်တဲ့ချိန်မှာတော့မြောင်အောင်သီးရသွားတဲ့မျက်ခွက်လိုမျိုးဖြစ်သွားပြီးအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်။သူတို့ကအခုစကားပြောနေကြတော့မှပဲခွေးတင်းကြောင့်ဖို့အတွက်လူလိုနေတယ်လို့ဘက်ကပြောလိုက်တာကြောင့်ခေါင်းကြီးလူကလည်းစိုင်းတော့မနေပဲအဲ့ဒီလောက်ကိုချက်ချင်းလက်ခံလိုက်ပါတယ်။နောက်ပိုင်းကျမှခေါင်းကြီးကရေတက်ကထွက်လာတယ်ဆိုတာသိသွားတာကြောင့်ဘက်ကလက်မခံချေတော့ပြီမဲ့လေသူမရဲ့အမိကတော့အဆင်ပြေမှာပါဆိုပြီးလက်ခံမှုပြောလိုက်ပါတယ်။အဲနောက်တော့ ကောင်မလေးနဲ့အနီးဆုံးမှရှိနေမှစိတ်ချမယ်ဆိုတဲ့လူကြီးမင်းတို့လိုပဲလူကန်ကလည်းဘတ်တို့အိမ်အနီးနားမှာရှိတဲ့နေအိမ်တလုံးကိုဝယ်ယူလိုက်ပြီးအနီးဆုံးမှနေဖို့ပဲစုံဖြတ်လိုက်ပါတယ်။နောက်တနေ့မှာတော့ခွေးတွေကိုထင်းချောင်းရင်းလမ်းလျှောက်ထွက်လာတဲ့ဘတ်ရဲ့ဂီတာရှိတ်ကိုလုံးလာပါ့ကိုအိမ်ပြင်နေတဲ့ခေါင်းကြီးတယောက်မတိမတာခိုးကြည့်ပြီးတော့စားချင်စိတ်တွေတဖွာဖွာပေါ်နေခဲ့ပါတယ်။တချိန်တည်းမှာပဲဘတ်ရဲ့သားဖြစ်တဲ့ဘင်ကလည်းခေါင်းကြီးလှုပ်သမျှကိုတောက်လျှောက်စောက်ကြည့်နေခဲ့ပါတယ်။ခွေးချောင်းရတာပြောနေပြီဖြစ်တဲ့ခေါင်းကြီးကလည်းဘတ်အထင်ကြီးသွားအောင်လို့ ခွေးလေးကိုတေးချယူဆိုင်တာမျိုးအိမ်မှာအမိုက်လေးလွဲပေးတာမျိုးနဲ့ထွန်ဆက်ပြင်ပေးတာမျိုးတွေကလည်းလုပ်ပေးနေခဲ့ပါတယ်။တနေ့မှာတော့ခေါင်းကြီးတယောက်အလုံးလုံးနေတော့ရဲရရှိတယောက်ကအိမ်ထဲကိုဝင်လာပြီးဆွဲလာတွန်းလာလှုပ်လိုက်တာကြောင့်ခေါင်းကြီးလည်းဘာဖြစ်လို့ဖြစ်မှမသိပဲနဲ့အံ့ဩနေခဲ့ပါတယ်။နောက်ပိုင်းကျမှအဲ့ဒီရဲရရှိဟာကိတ်လို့အမြင်ရတဲ့ဘက်ရဲ့ခင်မုံဟောင်းတူဖြစ်တယ်ဆိုတာကိုခေါင်းကြီးတယောက်သိသွားခဲ့ပါတယ်။ကိတ်ရဲ့ဖေကရွေးကောက်ပွဲဝင်မဲ့တရားသူကြီးတူဖြစ်ပြီးမြို့ထဲမှာဩဇာအာဏာရှိတဲ့လူတူဦးလည်းဖြစ်ပါတယ်။ ရန်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ဘက်ကခွေးတကောင်နဲ့အတူရေထဲမှာဆော့ကစားနေတော့သူ့ခွေးဇူးနဲ့အတူလမ်းလျှောက်ထွက်လာတဲ့ကောင်းကြီးကတရားဘော့ကနေမျက်လုံးကြွကြမတက်ကြည့်နေခဲ့ပါတယ်။အဲနောက်တော့ဘက်ကအင်ကိုပြန်လာပြီးခေါင်းကြီးကစိတ်အနှောက်ယှက်ဖြစ်ဖို့ကောင်းနေဆိုပြီးတကူတည်းညှဉ်းညူနေခဲ့ပေမဲ့သူမရဲ့မိခင်နဲ့ခေါင်းကြီးကထိုင်ပြီးတော့စကားပြောနေတာကိုတွေးလိုက်ရတာကြောင့်အားနာသွားပြီးတော့စကားစရက်လိုက်ပါတယ်။ရက်တွေကြာလာတာနဲ့မျှခေါင်းကြီးကအလုပ်တွေကျူးကျူးဆဆလုပ်ပြီးခွေးတွေကိုလည်းတေးချကြီးဆိုင်ပေးခဲ့တာကြောင့် ဘက်ကလည်းခေါင်းကြီးကိုအမြင်ကြည်လာခဲ့သလိုတာဖြစ်တဲ့ဘင်ကလည်းခေါင်းကြီးနဲ့တော်တော်လေးရင်းနှီးလာခဲ့ပါပြီ။တနေ့မှာတော့ခေါင်းကြီးကဘိုင်းရဲ့မိခင်ဖြစ်သူနဲ့အတူစကားပြောနေတော့ရေတက်မစ်ရှင်ကနေဘယ်တော့မှပြန်မလာခဲ့တဲ့တာဖြစ်သူ Drake အကြောင်းကိုဘိုင်းရဲ့အမိကပြောပြနေခဲ့ပါတယ်။နောက်ရရောက်တော့ခေါင်းကြီးတယောက်ဘတ်တုံနဲ့အတူညစာစားခဲ့ပြီးနောက်သူဒီကိုလာရတဲ့အကြောင်းရင်းကိုရင်ဖွေးဖို့လုပ်နေပေမဲ့ရေတက်တွင်မှရခဲ့တဲ့စိတ်တန်ရာတွေကိုသတိရသွားတာကြောင့်မပြောဖြစ်ခဲ့ပြန်ပါဘူး။နောက်နေမှာတော့ဘန်းနဲ့သူမရဲ့မိခင်တို့က ဒရေးရဲ့အုပ်ခုကိုတွားရောက်ခဲ့ကြပြီးအိမ်ပြန်လာတဲ့ချိန်မှာတော့ဗတ်တယောက်စိတ်တက်တွေကြပြီးတော့ပန်းညာထဲမှာရှိတဲ့အရာအားလုံးကိုဖျက်ဆီးပစ်နေခဲ့ပါတယ်။အဲဒါကိုမြင်သွားတဲ့ခေါင်းကြီးကလည်းချက်ချင်းပြေးသွားလိုက်ပြီးနှစ်သိပ်ပြေးသလိုလိုဘာလိုလိုနဲ့နောက်ကနေတိုင်းဖက်ထားလိုက်ပြီးတော့ဗတ်ရဲ့နောက်ကျောကိုသူ့ရဲ့နှလုံးပြူးနဲ့ထောက်ထားလိုက်ပါတယ်။ခေါင်းကြီးရဲ့နှလုံးပြူးနဲ့ထောက်ခံရပြီးမှစိတ်ငြိမ်သွားတဲ့ဗတ်တယောက်လည်းဒရေးရဲ့အကြောင်းကိုရင်ဖွင့်လိုက်ပြီးသူ့ရဲ့တည်ဆုံမှုကအချင်းကြီးဖြစ်မသွားစေဖို့မျှော်လင့်တယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ နောက်ရဲကိုရောက်တော့ကိတ်ကတားဖြစ်သူဘင်းကိုဘေ့စ်ဘောပွဲတစ်ခုကိုခေါ်သွားချိန်မှာပဲဘောလုံးကဘင်းကိုထိသွားပြီးတော့နှာခေါင်းသွေးတွေကျလာခဲ့ပါတယ်။အဲဒီကိစ္စကိုတိသွားတဲ့ဘက်ကလည်းအရန်ကိုစိတ်ဆိုးသွားပြီးအောင်ငေါင့်နေတာကြောင့်ကိတ်ကကိုထီးလိုက်ရောက်လို့ပြင်လိုက်ချိန်မှာပဲခေါင်းကြီးကသူရဲကောင်းဝင်လို့ပြီးတော့တားလိုက်ပါတယ်။အဲအားနဲ့ကိတ်လည်းထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးတော့ခေါင်းကြီးကိုလက်သီးပေါ်တက်မကနဲ့ဆိုပြီးတော့ချင်းချောက်လိုက်ပါတယ်။အိမ်ကိုပြန်ရောက်တဲ့ချိန်မှာတော့ဘက်ကခေါင်းကြီးကိုသူရဲကောင်းဝင်လို့ပြီးလို့ကျေးဇူးတင်ကြောင်ပြောလိုက်ပြီးတော့ ပထမဆုံးအချိန်ချိန်တွေ့ခဲ့ကြပါတယ်။ဘက်ကခေါင်းကြီးကိုသူမအကြိုက်ဆုံးနေရာတွေထဲကတစ်ခုကိုခေါ်သွားခဲ့ပြီးရိုမက်တစ်ဆန်နဲ့ခိုက်တက်တွေကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ပြွတ်ပြွတ်တွေထပေးကြပါတော့တယ်။ပြွတ်ပြွတ်တွေပြင်းဆက်ချိန်တက်နေတုန်းမှာပဲကဲ့ရဲ့အပေါင်းမှာဖြစ်တဲ့ရဲတူကသူတို့နှစ်ဦးကိုလာတားလိုက်တာကြောင့်နှစ်ယောက်စလုံးလည်းလက်ထုံးနဲ့ခန်းတော်မရောက်လိုက်ရပဲအောက်တက်တက်နဲ့အိမ်ပြန်လာခဲ့ကြရပါတယ်။နောက်နေ့ရောက်တော့ခေါင်းကြီးတယောက်အလုံးလုံးနေတုန်းမှာပဲဘက်ကသူ့ကိုလေအရန်ထုတ်ခံကြနေပြီဆိုတဲ့အကြည့်မျိုးနဲ့ကြည်နေခဲ့ပါတယ်။ ညပိုင်းကိုရောက်တော့ခေါင်းကြီးလည်းဘန်းရဲ့အိမ်ကိုသွားလိုက်ပြီးအပေါ်ထက်မှနှစ်ယောက်သားပြွတ်ပြွတ်တွေပင်းရင်းနဲ့ဟိုနေ့ကလည်းမထွန်လိုက်ရတာကိုပါအတိုးချပြီးတော့တအားလေထွန်ကြပါတော့တယ်။နောက်တစ်နေ့မှာတော့ဘင်းရဲ့မွေးနေ့ပါတီကိုကျင်းပခဲ့ကြပြီးခေါင်းကြီးပါဝင်လူအများပြားလည်းအဲ့ဒီကိုရောက်နေခဲ့ပါတယ်။ကိတ်ကလည်းခေါင်းကြီးရှိနေတာကိုမကြိုက်တာကြောင့်ဘက်ကိုသွားပြောလိုက်ပေမဲ့ဘက်ကတားဖြစ်သူဘင်းကခေါင်းကြီးကိုဖိတ်ထားတာဖြစ်ကြောင်းနဲ့သူမဖိတ်ထားတာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ဒေါသထွက်သွားတဲ့ကိတ်လည်းတားဖြစ်သူဘင်းကို ဥပဒေအာဏာသုံးပြီးခေါ်သွားမယ်လို့ဘက်ကိုချင်းချောက်လိုက်ပါတယ်။ဘက်လည်းတာဖြစ်သူပါသွားမှာကိုစိုးရင်သွားတာကြောင့်ခေါင်းကြီးကိုထပ်မတွေ့ပဲနေကြရအောင်လို့သွားပြောလိုက်ပါတယ်။အဲ့ဒီအဖြစ်ပြက်တွေကိုဘက်ရဲ့အမေတိသွားတဲ့အချိန်မှာတော့ဘာလို့ငြိမ်ခံနေရတာလဲ။ကိုချစ်တဲ့ဆိုရင်ဘာပဲဖြစ်လာဖြစ်လာရင်ဆိုင်ရမယ်လေဆိုပြီးတော့စူပူချိန်မောင်းလိုက်ပါတယ်။နောက်နေ့မနက်မှာတော့ဘက်ကကဲ့ရဲ့အိမ်ကိုသွားပြီးချင်းချောက်မှုတွေကအကျိုးရှိမှမဟုတ်ကြောင်းနဲ့ကိတ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခေါင်းကြီးနဲ့ဆက်တွေ့သွားမှာပဲလို့သွားပြောလိုက်ပါတယ်။ ကိတ်တယောက်လည်းအံ့ဩလုံးလို့ဘက်ကိုဘာမှပြန်မပြောနိုင်ခဲ့ပါဘူး။အဲနောက်တော့ဘက်လည်းခေါင်းကြီးရဲ့အိမ်ကိုတန်းတန်းမမတ်သွားလိုက်ပြီးရေချိုးနေတဲ့ခေါင်းကြီးကိုပြွပြွတွေပေးလိုက်ပြီးတော့လေထက်ထွန်ကြပါတော့တယ်။နောက်တစ်နေ့ကိုရောက်တော့ကိတ်တယောက်ခေါင်းကြီးရဲ့အိမ်ကိုခိုးဝင်သွားပြီးမှွေနောက်ရှာနေတော့စာအုပ်အောက်မှာဖွက်ထားတဲ့ဘိုင်းရဲ့ဓာတ်ပုံကိုတွေ့သွားပြီးတော့ယူသွားခဲ့ပါတယ်။ခေါင်းကြီးလည်းပြင်ကနေအိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့အိမ်ကဖောက်ထွင်းခံထားရတယ်ဆိုတာကိုသိလိုက်ရပါတယ်။တစ်ဖက်မှာတော့ကိတ်ကခေါင်းကြီးဖွက်ထားတဲ့ဘိုင်းရဲ့ဓာတ်ပုံကိုပြလိုက်ပြီး ခေါင်းကြီးကမကောင်းတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်ဆိုပြီးတော့ဘတ်အထင်လဲသွားအောင်ပြောလိုက်ပါတယ်။ကဲရဲ့စကားကိုနားယောင်သွားတဲ့ဘတ်လည်းခေါင်းကြီးကိုမကောင်းတဲ့လူတစ်ဦးလို့ထင်သွားပြီးတော့ဒီနေရာကနေချက်ချင်းထွက်သွားဖို့ပြောလိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ခေါင်းကြီးလည်းထွက်သွားဖို့ပြင်ဆင်လိုက်ပြီးမထွက်သွားခင်မှာပဲဒီတပ်ပုံကစစ်ပွဲအတွင်းမှာသူ့ကိုဘယ်လိုတွေကယ်တင်ခဲ့တယ်ဆိုတဲ့အကြောင်းဘတ်ကိုပြောပြခဲ့ပါတယ်။အဲနောက်တော့အိမ်ကနေထွက်သွားမဲ့ခေါင်းကြီးစီကိုဘတ်ရဲ့တားဖြတ်သူပင်ကပြေးသွားလိုက်ပြီးတော့သူ့ရဲ့စစ်တူရင်စာအုပ်ကိုပေးလိုက်ပါတယ်။ နောက်ရက်မှာတော့ကိတ်ကဘက်ကိုသွားတွေးခဲ့ပြီးသူ့ကိုပြန်လက်ခံဖို့နဲ့အရင်လိုအတူတူပြပြရွှေရွှေပြန်နေခြင်းနဲ့ဆိုပြီးပြောလိုက်ပေမဲ့ဘက်ကတော့ငင်းပေလိုက်ပါလေဘက်ကငင်းလိုက်တာကြောင့်ဒေါသထွက်သွားတဲ့ကိတ်လည်းတားပြစ်သူဘင်ကိုရှာပြီးတော့ခေါ်သွားဖို့လုပ်ပါတော့တယ်ကိတ်ရဲ့စကားတွေကြောင့်ကြောက်လန့်သွားတဲ့ဘင်လည်းအိမ်ကနေချက်ချင်းထွက်ပြေးခဲ့ပါတယ်အပြစ်မှလည်းမိုးကတဲတဲမဲမဲကိုရွာနေခဲ့ပြီးဘင်တယောက်ထွက်ပြေးရင်းနဲ့ချောင်းတစ်ခုပေါ်မှာရှိတဲ့တဲသားတရားလေးပေါ်မှာပိတ်မိသွားခဲ့ပါတယ်ကိတ်ကလည်းဘင်းကိုကယ်ဖို့ တတားတတားဘောကိုပြေးသွားလိုက်ပြီမဲ့ရာသီဥတုကပိုဆိုးလာပြီးတတားကကြိုးကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဘင်ကတတားလက်တန်းတစ်ခုကိုစုပ်ကင်ထားခဲ့ကြကြောင်းကိတ်လည်းဘင်းကိုကဲဖို့ရေစည်းတန်တဲ့ချောင်းထဲကိုဖြတ်ကူးပါတော့တယ်။တစ်ချိန်တည်းမှာပဲကောင်းကြီးကလည်းအဲဒီနေရာကိုရောက်လာခဲ့ပြီးဘင်းကိုကဲဖို့အတွက်ရေစည်းတန်နေတဲ့ချောင်းထဲကိုခုံချလိုက်ပါတယ်။ဘင်းစီကိုရောက်သွားတဲ့ချိန်မှာတော့ကိတ်ကဘင်းကိုခေါင်းကြီးလက်ထဲကိုထည့်ပစ်လိုက်တဲ့ချိန်မှာပဲချောင်းဆက်မှာစောက်ထားတဲ့တစ်သားအဆောက်အဦးကကိတ်ပေါ်ကိုပြိုကျသွားပြီးတော့ကိတ်လည်းတိတ်ဆုံးသွားခဲ့ပါတယ်။ ိမ်နောက်တော့ခေါင်းကြီးလည်းဘန်းရဲ့အိမ်ကိုရောက်သွားပြီးသူမရဲ့အမေဖြစ်သူနဲ့စကားပြောနေခဲ့ပါတယ်ဘတ်တယောက်အောက်ထပ်ကိုဆင်းလာတဲ့အချိန်မှာတော့ခေါင်းကြီးကသူမစီကိုလာရတဲ့အကြောင်းရင်းကသူမရဲ့အကူဖြစ်သူဒရိတ်ရဲ့တိတ်ဆုံးမှုအကြောင်းပြောပြဖို့ပါဆိုပြီးတော့ပြောလိုက်တာကြောင့်ဘတ်လည်းအောင်းသွားခဲ့ပါတယ်ဘင်ကပေးလိုက်တဲ့စစ်တူရေးစာအုပ်ထဲမှာဒရိတ်ရဲ့ဓားပုံရှိနေပြီးသူ့ရဲ့လက်မောင်းမှာအေ့စ်လို့ရေးထားတဲ့တက်တူးရှိနေတာကြောင့်တိုက်ပွဲအတွင်းမှာကြာဆုံးသွားခဲ့တဲ့သူ့ရဲ့ရဲဘော်ရဲဘက်အေ့စ်ကဒရိတ်ဖြစ်တဲ့ဆိုတာကိုခေါင်းကြီးတယောက်တီးသွားခဲ့တာပါ အဲအင်းတွေကဒရိတ်ဟာသူနဲ့အတူရှိခဲ့ကြအောင်ဒဏ်ရာရနေတဲ့စစ်သားတို့ကိုကယ်တင်ဖို့ကြိုးစားရင်းနဲ့တေဆုံသွားခဲ့တာဖြစ်တယ်ဆိုတဲ့အကြောင်းရင်းနဲ့သူ့ရဲ့တေဆုံမှုကအချင်းကြီးမဖြစ်ခဲ့တဲ့အကြောင်းခေါင်းကြီးကဘက်ကိုပြောပြလိုက်ပါတယ်အဲဒီအကြောင်းလေးအားလုံးကိုပြောပြပြီးတဲ့နောက်မှာတော့ခေါင်းကြီးကသူ့ဘဝကိုရှေ့ဆက်ဖို့မျိုးကနေထပ်သွားတဲ့အချိန်မှာပဲဘက်ကသူ့နောက်ကိုပြေးလိုက်လာခဲ့ပြီးတော့အတူတူနေဖို့နဲ့အမြဲတမ်းလဲထုံသွားကြဖို့ပြောလိုက်ပြီးတော့ပြုတ်ပြုတ်တွေပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ခေါင်းကြီးဘက်နဲ့ ဘင်းတို့ကရေကန်တခုထဲမှာလေအတူတူစီးနေရင်းနဲ့ဇလန်းလေးလဲဆုံးသက်သွားခဲ့ပါတယ်။လူကြီးမင်းတို့အနေနဲ့လဲလမ်းသွားနေရင်ဓာတ်ပုံဘာညာကောက်ရခဲ့မယ်ဆိုရင်တုတ်ဆိုင်မနေဘဲနဲ့ဓာတ်ပုံထဲမှာပါတဲ့လူကိုချက်ချင်းလိုက်ရှာကြဖို့နဲ့ကန်ကောင်းရဲ့ရည်စားမရသွားနိုင်တဲ့အခွင့်အရေးမလို့လက်မလို့ကြဖို့အကြံပေးခြင်းပါတယ်။ကြည့်ရှုအားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။